ိုတော့ကိုကိုကိုတစ်ချက်လောက်မိတ်ဆက်ပေးလိုက်ပါအောင်ကျွန်တော်တို့ကြည့်နေတဲ့ audience တွေအတွက်โอเคမင်္ဂလာပါကျွန်တော်နာမည်တော့ဆိုးနုပဲဖြစ်ပါတယ်โอเคဆိုတော့ဆိုးနုပါဆိုရင်ကျွန်တော်နဲ့အရင်တော့ podcast တစ်ခုရိုက်ခဲ့ပူတယ်ဆိုတော့ကျွန်တော်နဲ့အပြန်အလှန်အရင်တော့ကျွန်တော်သူ invite လုပ်တဲ့ podcast ကိုကျွန်တော်သွားပြီးတော့ဖြည့်ပေးခဲ့အခုတော့ ဟိုကျွန်တော်ပြန်ပြီးသူ invite လုပ်ထားရဲ့ဘာဆိုတော့ extra information တွေကြတော့ကျွန်တော်ကိုယ်တိုင်လည်းအာ details မသိဘူးအ ਨੇ ချင်းတော့သိရ details မသိဘူးဆိုလို့ကကြတော့ဒီနေရာမှာ native professional ကြာလာဖြစ်တဲ့အတွက်ဟိုသူနဲ့ကျွန်တော်လည်းနည်းနည်းဆွေးနွေးပြီးသွားမယ်ဆိုတော့ဒီလိုမျိုးပြောတဲ့အခါမှာလည်းတကယ်ချင်းနှစ်ယောက်ပြောတဲ့ conversation ပုံစံမျိုးပဲပြောမှဖြစ်တဲ့အတွက်မှလူတိုင်းကြည့်လို့ရအောင်တော့ကျွန်တော်အစီအစဉ်ပေးလိုက် Okay brother ရေဆိုတော့ကျွန်တော်ဒီနေ့မေးခွန်း၃ခုပါလာတယ်နံပါတ်၁ချက်ကဆိုတော့ Diva League ကဘာလို့ကျင်းပရတာလဲ အဲ့ဒါဘာအတွက်ကြောင့်ဒီပါလီကျင်းပရတာလဲအဲ့ဒါရဲ့တမိုင်းအကြောင်းပါလဲကျွန်တော်နေရရှင်းပြပေးပေါ့ဒီပါလီကိုဘာလို့ကျင်းပရလဲဆိုရင်ဟိန္ဒူဘာသာတွင်းအတွက်အလင်းရဲ့ပွဲတော်တစ်ခုလို့အတည်ပြုရပါတယ်အမောင့်ကိုအလင်းနဲ့အနိုင်ယူခြင်းမကောင်းမှုကိုကောင်းမှုနဲ့အနိုင်ယူခြင်းမြတ်တမှုနဲ့တရားအသည့်မှတ်ပြုဂုံပြုတဲ့အတည်ပြုရပါတယ်ယာမကမတရားသဘောရှိတဲ့ဓာတ်တန်နဲ့တိုက်ပွဲဝင်ပြီးတော့အနိုင်ရပြီးနောက်ပိုင်းအယုဒ္ဓယကိုပြန်ရောက်လာတဲ့အခါအာ မှတ်တမ်းတစ်ခုအနေနဲ့ကျင်းပတာပဲဖြစ်ပါတယ်။အော်ဆိုတော့ Deepavali ဆိုတာကျွန်တော်တို့ငငယ်တော့ကတည်ရတဲ့ဇလန်းတစ်ခုပဲပေါ့ကျွန်တော်တို့က Ramayana ဇက်ကိုပဲဟိုကျွန်တော်တို့ကတော့ပြဇက်အနေနဲ့ role play အနေနဲ့ကျွန်တော်တို့တည်ခဲ့တာဆိုတော့ Ramayana ဇက်ကိုပဲ Rama ကကျွန်တော်တို့ဒတဂီရီကိုအနိုင်ရရှိသွားတယ်အနိုင်ရရှိပြီးတော့အဲ့ဒတဂီရီလက်ထက်ကမေတီတာကိုခေါ်လာခဲ့တဲ့ပွဲဆိုပြီးတော့ ကျင်းပကြတယ်ကျွန်တော်တို့အနေအချင်းတော့ကြားခဲ့ဘူးပဲဆိုတော့အဲ့ဆိုရာမာတို့အာမေတီတာတို့ဒတဂီရီတို့ပြီးလက္ခဏာတို့ဆိုတာတကယ်အပြင်မှာရှိခဲ့တဲ့ရှိခဲ့တဲ့အာကျွန်တော်တမိုင်းဝင်တစ်ခုပေါ့နော်အဲ့ဒါဆိုရင်တော့အော်ဟုတ်ကဲ့ပါခင်ဗျာဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့လူတော်တော်များများပြောကြတယ်ဒီဝါလီနဲ့ဒီပါပလီအဲ့ဒါဘာကွာချမှုရှိလဲဗျအာဒီဝါလီနဲ့ဒီပါပလီเนี่ยကဘာကွာချမှုမရှိဘူး ဒီ shortcut ကို Diwali လို့ခေါ်ကြတယ်လူတရမမြ Diwali လို့ပဲခေါ်ကြတယ်ဒါပေမဲ့အာတကယ်ဆိုရင်ဒီကောင်ကြီးအရှိကောက Diwali အလိုမျိုးဆိုတော့တကယ်အရှိနီးစနစ်တကျနဲ့ပြောမယ်ဆိုရင်တကယ်အစစ်ပန် Diwali ဒါပေမဲ့အတူကောင်းအနေနဲ့ကျွန်တော်တို့ပြောကြတာ Diwali ဟုတ်ကျွန်တော်နောက်မိန်းကွန်းတစ်ခုကပါလဲဆိုတော့ဒီ Diwali ပွဲတော်ဆယ်လပိုင်း20ရင်းနေမှာ ဘာလို့ကျင်ပါရတာလဲတက်ကဘာလုံးပါဗျာဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်လည်းအာဆယ်လာပိုင်း20ရက်နေပဲကျင်ပါတယ်အာဒီတခြားဥရောပနိုင်ငံတွေမှာလည်းဆယ်လာပိုင်း20ရက်နေပဲကျင်ပါတယ်အဲ့ဒါဘာကြောင့်ဆယ်လာပိုင်း20ပဲကျင်ပါကြရတာလဲโอเคဒီဝါလီဟာနေ့တစ်ခုတက်မှတ်ထားတာတော့မရှိဘူးနေ့တိုင်းမတူညီတဲ့နေ့တွင်ပဲဖြစ်ပါတယ်အကြောင်းရင်းကတော့ဟိန္ဒူဘာသာမှာရှိတဲ့ကလင်ဒါကိုအသုံးပြုတာပဲဖြစ်ပါတယ်ဒီအမောင်စီကလက်ွက် အပေါ်မှာအမောင်းဆုံးညဖြစ်လို့အမောင်းမှာအလင်းတို့ဆိုတဲ့သဘောတရားကိုဒီပါဝလီပွဲတော်ကိုကျင်းပတာပဲဖြစ်ပါတယ်။အော်ဟုတ်ကဲ့ပါခင်ဗျာ။ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီပါဝလီမှာဒီ20ရက်နေ့ကျင်းပရတဲ့အဓိကအကြောင်းအရာပါလဲဆိုတော့ကျွန်တော်တို့ဟိန္ဒူဘာသာဝင်ရဲ့သုံးတဲ့ဟိန္ဒူဘာသာဝင်မှာသုံးတဲ့ပြက်ကြိန်ကြောင်း20ရက်နေ့အဲဟိန္ဒူဘာသာမှာသုံးတဲ့ပြက်ကြိန်မှာဒီပါလီနေကလပြင်းနေကိုပြောချင်တာလားမသိလပြင်းနေပြီးသွားပြီဆိုရင်အမောင်းဆုံးညရောက်လာတဲ့အခါကျရင်ဒီပါဝလီကိုကျင်းပတာဆိုတော့ အလင်းကအမောပါအနိုင်ရတယ်ဆိုတဲ့သဘောအဲ့လိုပုံစံမျိုး2021ခုနှစ်တုန်းကနိုဝင်ဘာနိုဝင်ဘာလ12ရက်နေ့မှာ2024ခုနှစ်မှာဆိုရင်နိုဝင်ဘာလ1ရက်မှာ2025မှာဆိုရင်အော်တိုဘာ20ရက်နေ့အဲ့လိုပဲ3လအနီးနားမှာပြောင်းလည်နိုင်ပါတယ်အော်ဆိုတော့အဆိုနှစ်တိုင်းကျွန်တော်တို့ဒါ10လပိုင်း20ရက်နေ့ကြာမယ်ဆိုပြီးတော့နှစ်တိုင်းကျွန်တော်တို့မရှိဘူးပေါ့ဆိုတော့တစ်နှစ်နဲ့တစ်နှစ်အပြောင်းလဲရကျွန်တော်တို့ဟိန္ဒူဘာသာဝင်ပြည်ကရင်ရပြောင်းလဲမှုတွေရှိနိုင်တယ်ဟုတ်တယ် ေပါလီကိုအော်တိုဘာလနောက်ဆုံးနဲ့နိုဝင်ဘာလအစလက်ွက်ညမှာကျင်းပကြတာများတယ်ဆိုတော့အခုလိုစိတ်ရှိရှိနဲ့တည်တည်ချာချာလေးဖြစ်ကြပြီလို့လည်းကျေးဇူးများရတင်ပါတယ်ဆိုတော့ Mr. Sono ရဲ့ channel ကိုကျွန်တော်ဒီ video ရဲ့အောက်က description မှာကျွန်တော်ထည့်ပေးထားပါမယ်ဆိုတော့ခြားဟာလည်းပတ်လေးတာလို့ရအောင်သူတင်တဲ့ content တွေတကယ်ကောင်းပါတယ်ဆိုတော့သူ့အကြောင်းကျွန်တော်ပြောရမယ်ဆိုရင်တင်တဲ့ content ထဲသူ editing ကိုပို့ပြီးဦးစားပေးတယ်တင်ထားတဲ့ animation နဲ့ editing တွေက တကယ် share ပဲကျွန်တော်တို့တော့အလောက်ထိမကင်နိုင်တဲ့ editing တွေကိုသူကင်ထားပါတယ်ပြီးတော့ okay brother ကိုကျွန်တော်ထပ်ပြီးမေးစရာရှိတာ Diwali ကတကဘာလုံးရဲ့ international holiday ဖြစ်နေတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့တကဘာလုံးမှာဘာလို့ Diwali ကိုကျင်းပရတာလဲအဓိက Diwali ရဲ့ culture က Indian culture တစ်ခုပဲလားဒါမှမဟုတ်တကဘာလုံးရဲ့ culture တစ်ခုလားအဲ့ဒါလေးကျွန်တော်တစ်ချက်အောင်ရှင်းပြပေးပါဦး okay အာ Diwali ဟာ မူရင်းကတော့ဒီဟိန္ဒူဘာသာဝင်များအတွက်ပဲပွဲတစ်ခုဖြစ်တယ်။ဒါပေမဲ့အခုတော့ဒီပွဲဟာတကဘာလုံးမှာကျင်းပကြတာပဲဖြစ်ပါတယ်။အာဘာလို့လဲဆိုရင်ဒါ Indian culture ဟုတ်ပေမဲ့အခုဆိုရင်နိုင်ငံတိုင်းမှာ Indian တွေရှိတယ်။ဆိုတော့နိုင်ငံတိုင်းမှာလည်းကျင်းပကြတယ်။ နောက်တစ်ခုကကြတော့အဲဟိန္ဒူဘာသာရှိတဲ့နိုင်ငံတိုင်းမှာဒီဒီပါဝတီကိုကျင်းပကြတာရှိတယ်။ဥပမာအိန္ဒိယမှာဆိုရင်ဒီတနိုင်ငံလုံးကျင်းပကြတယ်ဗျာ။ဘာလို့ဆိုရင်တနိုင်ငံလုံးမှာဟိန္ဒူဘာသာဝင်တွေရှိတယ်။အာတချို့နိုင်ငံစင်ကာပူတို့အဲထိုင်းတို့မြန်မာတို့ဆိုရင်အဲအိန္ဒိယနဲ့တနေရာစုပြီးတော့ကျင်းပကြတယ်။ဒီ Thailand မှာဆိုရင် Icon Siam မှာအဲဒီမှာ festival လုပ်ကြတယ်။ပြီးရင် Little India မှာအဲ Singapore ဆိုရင် Little India မှာလုပ်ကြတယ်။အဲ့လိုမျိုးတနေရာစုပြီးတော့လုပ်ကြတယ်အဲ့လိုမျိုး။ဆိုတော့ နောက်ဆုံးကျွန်တော်ဘာများပြောချင်သေးလဲဒီ Hindu နယ်ဖွားတရားဝင်အနေနဲ့ Diwali ကျင်းပရတာဆိုတော့ဒီကာချာလေးကိုတော့အရန်သဘောကျတယ်ဗျာဒီလိုမျိုး Diwali နေ့မှာမီးတွေထွန်းတယ်ဗျာဝဲတွေဖောက်တယ်မုတ်တွေပေးတယ်အဓိကကတော့ကျွန်တော်တို့ဒါအချင်းချင်းအနေနဲ့ကျွန်တော်တို့ဒီဗီဒီယို summarize အနေနဲ့ကျွန်တော်တို့ပြောရမယ်ဆိုရင်အဓိက Diwali နဲ့ Diwali နဲ့ Quarter ချက်ကတော့ဘာမှမဟုတ်ဘူးကျွန်တော်တို့ဒါအရှိကောင်းတဲ့အတူပေါ့ပဲပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ Diwali ရဲ့အဓိကကျင်းပရတဲ့အကြောင်းအရာကျွန်တော်တို့အကုန်လုံးသိကြတယ်ယာမရဲ့လက္ခဏာရဲ့ဆိုတော့တတဂီရီရဲ့မေတီတာရဲ့ဆိုတဲ့ history အဲ့ history ထဲမှာပါတဲ့မေတီတာကိုယာမကတတဂီရီရှီကနေပြီးတော့ခေါ်လာတဲ့နေ့ကိုကျွန်တော်တို့ Diwali ဆိုပြီးတော့ကျွန်တော်တို့ကျင်းပါတယ် ပြီးတော့ကျွန်တော်တို့နောက်ထပ်ပြီးပြောရမယ်ဆိုရင် Deepavali ကကျွန်တော်တို့တကဘာလုံးမှာကျင်းပရ Festival တစ်ခုပါဆိုတော့ဘာဖြစ်လို့လဲဆိုတော့ Indian ကတကဘာလုံးမှာရှိနေတော့ပါဥပမာကျွန်တော်ပြောရမယ်ဆိုရင်အာ even Africa မှာအစား Indian ကရှိနေပါတယ်ဆိုတော့တကဘာလုံးဟိုကျင်းပအောင်သူတို့လုပ်နိုင်ခဲ့တယ်ဗောဗျာဆိုတော့ Okay ဆိုတော့ brother အနေနဲ့ဗာများထပ်ပြီးတော့ကျွန်တော်အကြံပေးစရာလေးတွေပြောစရာလေးတွေရှိသေးရလား အာ happy diwali အာ happy diwali ပါဗျာဟုတ်ပြီကျွန်တော်အကြည့်နေတဲ့ပရိသတ်တွေအကုန်လုံးလည်း happy diwali ပါလို့ကျွန်တော်နှုတ်ဆက်ပြသည်โอเคကျွန်တော် diwali ကကျွန်တော်က christian ဘာသာဝင်တယောက်အနေနဲ့ကြတော့ diwali ရဲ့ history ကိုကျွန်တော်အ ਨੇ အချင်းတော့ကျွန်တော်သိတယ်အင်းငယ်တော့ကျွန်တော်တို့သိခဲ့လိုက်ရတဲ့ရာမလက္ခဏာဆိုဒါပေမဲ့ကျွန်တော်တေးသေးချာချာရှင်းပြပေးသွားတယ်မစ္စတာဆိုးနူကို Charlie အနေနဲ့ Charlie Channel အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့ဆိုတော့နောက်ပွဲတွေရှိတယ်ဆိုရင်လည်းကျွန်တော်တို့တကယ်လို့ even တခါတချို့ဟိုတွေရှိတယ်ဗျာတချို့ Christian မှာကျင်းပတဲ့ပွဲတွေရှိတယ်အဲ့လိုမျိုးပွဲတွေတည်ကျင်နေဆိုရင်လည်းကျွန်တော်တို့ဒီလိုမျိုး podcast အထင်နဲ့စုံစမ်းဆက်သွယ်ရပါတယ်ဆိုပြီးကျွန်တော်ဒီညကနေနှုတ်ခွန်းဆက်လိုက်ပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျ by the way ဒီနေ့ brother အရန်ချောနေပါတယ်ကျွန်တော်တို့အမြဲတမ်းပြောနေတဲ့ video call နဲ့ brother အခုတွေ့ရတဲ့ပုံစံလေးတွေကနည်းနည်းလေးကြီးကောင်းနေတယ်အိန္ဒိယ traditional ဝတ်စားလေးဝတ်စားရတယ်ပုံမှန်ထက်နှကမ်းဝေးနည်းနည်းလေးထားရတယ်ညမန်လေးတတ်ထားရတယ်ဒီပေါ်ကအေး okay အဲ့ဒါလေးကျွန်တော်ထပ်ပြီးတော့နည်းနည်းလေးမေးသွားလိုက်ပါဦးမယ်ဒီအပေါ်ကကြတော့ဘာဖြစ်လို့တက်ကြတာလဲဗျ okay tilak ဆိုတာဒီအာကျွန်တော်တို့ဗျာဖျားရှိဖျားရှိခေါ်ရတဲ့အခါကျရင်ဒီကြံတန်းဆိုတဲ့ဟာလေကြံတန်းဆိုတဲ့ကကျွန်တော်တို့ဖះပေါ်တင်လိုက်တဲ့အခါကျရင်အဲ့ဒီအာဘယ်လိုပြောရမလဲဆူတောင်းဆူတောင်းလိုက်တယ်အဲ့တော့ဒီတိလက် ကိုလောက်လိုက်တဲ့အခါကျရင်ကျွန်တော်တို့ဒီဘေးဘေးမှာမကောင်းဆိုးရွားတွေရှိတဲ့အခါကျရင် မရှိတော့ဘူးပြောရရင်အာခန္ဓာကိုယ်လုံခြုံတဲ့ပုံစံမျိုးပေါ့ positive energy တွေပေးနိုင်တဲ့အတက်ရှိတာပေါ့ကျွန်တော်တို့ကျွန်တော်ဒီဆိုတော့ဒီဟာကျတော့ကျွန်တော်တို့ဟိုငငယ်လေးတော့ကျွန်တော်တို့တည့်ရအိန္ဒိယလိုပဲကျွန်တော်တုံးလို့ရတယ်။သူကငေယူတိအယောင်ရှိတယ်။အယောင်တင်မှုပုံစံမျိုးပဲအနီအောင်မှုလေးပဲ ဆိုအနေအောင်လည်းသုံးလို့ရှိတယ်အဝိုင်အောင်လည်းရှိတယ်ဆက်အောင်လည်းရှိတယ်အဲ့လိုမုံလေးရအောင်အဲ့ဒီတစ်ခုနဲ့တစ်ခုကအတိတ်ပဲကျင်မတူဘူးဟိုအဲ့ဒီတီကာလောက်တာကကြာတော့ဒါဟိုဟင်ဒီလို့ဆိုရင်တီကာလို့ခေါ်တယ်ဗျာအနီလောက်တဲ့ဆိုရင်ဒီလိုမျိုးလောက်ရတယ်နောက်တစ်ခုကကြာတော့အဖြူအဖြူကြာတော့ဒီလိုမျိုး यू ပုံစံမျိုးလောက်ရတယ်တိလာအဲ့တော့ဒီအမျိုးမျိုးကသူ့ဟာနဲ့သူအတိတ်ပဲရှိတယ်ဗျာအဲ့လိုမျိုးပြီးရင်နောက်တစ်ခုကကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ဒီတရားထိုင်တဲ့အခါကျရင်ဒီနားမှာဒီနားနဲ့ဒီ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိရအကောင်ကနက်ချက်ကရာချက်ကရာဆိုပြီးတော့ဒီနားမှာကျွန်တော်တို့အဲ့ဒါကျွန်တော်ဖတ်ခဲ့ဘူးတဲ့တခုဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ inner energy တခုကျွန်တော်တို့ subconscious mind ရတယ် real control လုပ်တဲ့ inner energy တခုကအဲ့ဒါဒီနားလေးကို focus လုပ်ပြီး check ကရာရှိရဆိုပြီးတော့ကျွန်တော်ကြားလို့ကျွန်တော်လည်း practice လုပ်ခဲ့မှုပါတယ်အရင်တော့အဲ့ဆိုတော့ကျွန်တော်ကိုယ်တိုင်က creative ဘာသာပဲဖြစ်နေပေမဲ့လည်းကျွန်တော်အာ traditional အရာကျွန်တော်တို့တာမန်လိုမျိုးဖြစ်တဲ့အကြောင်းမှာ Hindu ရဲ့ထုံနှန်းစင်လာတွေကအနည်းငယ်များတော့ပါတယ်ဆိုတော့ဒီ ် meditation လေးကျွန်တော်ကိုယ်တိုင်လည်းလုပ်ကြည့်ခဲ့ပါတယ်အရန်ကိုလည်းအရန်ကိုလည်းကြိုက်တယ် meditation လုပ်ရတာလည်းတော်တော်လေးလေးကိုအတွက်အခုကျွန်တော်ဒီဗီဒီယိုကိုစိတ်ငြိမ်ငြိမ်နဲ့လို့ဒီညမှာထိုင်ပြောနိုင်ကြည့်အဓိက hidden အကြောင်းအရာခြားလျက်လိုအပ်ချက်ကတော့ meditation ပါပဲကျွန်တော်တရားထိုင်နေတရားထိုင်ရတာကိုအရန်ကြိုက်တယ်ဆိုတော့စိတ်လည်းတခုခုဆိုရင်တော့ကတဲ့နာဘလောက်ကြီးကြီးမားမားကြုံရကြုံရစိတ်ညင်ငြိမ်းနဲ့ကျွန်တော်ဖြည့်ရှင်းနိုင်တယ်အဓိကကတော့ meditation ကြောက်ပါပဲ meditation ကတော့ဘာသာတိုင်းမှာရှိပါတယ် ဆိုတော့ Mr. Sonu ကျေးဇူးများတင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။အောင်မြင်မှုကြီးရပါစေဆိုတော့ Happy Diwali ပါဆိုတော့နောက်တစ်ခါထပ်ပြီးနှုတ်ဆက်လိုက်ပါရစေ။ကျွန်တော်အကြည့်နေတဲ့ပရိသတ်တွေကလုံးလဲ။ Okay ဗျာ။ Happy Diwali ပါဗျာ။အခုလို့ကျွန်တော်ဖိတ်ခေါ်ဖေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျေးဇူးများတင်ပါတယ်။ Bye bye ။ Okay ။